ဟယ်လိုအလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်နေပါပြီးတော့ဝက်ဥတုတ်ပြမှာဖြစ်ပါတယ်ဝက်ဥမတုတ်ခေကျွန်တော်ဝက်ဥကိုအရင်ဆေးကြောမှာဖြစ်ပါတယ်အခုတော့ကျွန်တော်နေပြီးတော့ဝက်ဥအခွေလေးကိုဆွေးထုတ်နေတာဖြစ်ပါတယ်ဝက်ဥတုတ်မယ်ဆိုလို့ရှိရင်ဝက်ဥကိုကျွန်တော်တို့မှာမချမ်းချမ်းလိုက်ရမှာဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့အခုကဝက်ဥကပိုက်လုံးတော်ဖြစ်နေပါတယ်အဲ့ဒီဝက်ဥခေါင်းထဲမှာစားထားတဲ့ကြီးတွေအရှိတယ်အဲ့လိုမျိုးဂျိုးတွေရှိတယ်ပေါ့နော်ကတ်နေတဲ့ဟာတွေရှိတယ်ဝက်ဥကိုတကယ်နှစ်ချမ်းချမ်းမယ်ဆိုဒါမှမလို့ပါဘူး ကျွန်တော်လုပ်တဲ့လိုမျိုးလမ်းမလေးနဲ့ဝုတ်ခေါင်းလေးထိုးထည့်လိုက်ပြီးဆွေးထည့်လိုက်ပါဒီချွန်မလိုမျိုးပေါ့နော်အဲ့ဒါဆိုလို့ရှိရင်နချမ်းချမ်းသွားမှာဖြစ်ပါတယ်အဲ့လိုမချမ်းချမ်းသွားလို့ရှိရင်ဝက်ဥအရှိတွေကထွက်သွားမှာဖြစ်ပါတယ်။ဆေးရတဲ့ခါလေးလွယ်ကူတာပေါ့နော်။ပြီးလို့ရှိရင်ဒီမုံမုံထောင်းနဲ့နေပြီးတော့10မိနစ်9မိနစ်လောက်နှက်ထလိုက်ပါစားလေးနည်းနည်းထည့်လိုက်ပေါ့နော်။ပြီးလို့ရှိရင်နှက်ထတဲ့ဟာလို့ဆင်အောင်ပြန်ပြီးတော့ဆေးကြောပါအဲ့ဒါဆိုလို့ရှိရင်အဲ့ဒီဝက်ဥထဲမှာပါတဲ့ကြီးတွေအချွေးတွေကနေပြီးတော့ အဲ့မောပုံထုံးလို့ဆိုရင်ထွက်သွားတာဖြစ်ပါလေအဲ့ဒါဆိုရင်3ခေါက်4ခေါက်လောက်ထပ်ပြီးတော့ပြန်ဆေးလိုက်ပါအဲ့ဒါဆိုလို့ရှိရင်အဲ့ဒီကြီးတွေရွှေတွေကထွက်သွားလို့ရှိရင်ကျွန်တော်တို့ကဝက်ဥကိုပြုတ်လို့ရပြီဖြစ်ပါလေအဲ့ဒါဆိုလို့ရှိရင်ပြုတ်ရတာပို့ပြီးတော့တွေကူတာပေါ့နော်မဟုတ်လို့ရှိရင်ကျွန်တော်တို့ကအနက်တဲ့နန်းနေမှာပေါ့နော်အခုဆိုလို့ရှိရင်ကျွန်တော်ကပြုတ်နေပြီပေါ့နော်ပြုတ်ပြီဆိုလို့ရှိရင်စူတာနဲ့တော့မထုတ်လိုက်ပါနဲ့တနားကြီးလောက်ထားလိုက်ပေါ့နော်အဲ့ဒါမှဝက်ဥကနူးတာဖြစ်ပါလေတကယ်လို့ဝက်ဥပြုတ်မယ်ဆိုလို့ရှိရင်ဝက်ဥပြုတ်မယ်ဆိုလို့ရှိရင်ဒီ မဖြစ်မနေသေးရမှာတော့ဂျင်းကိုသိရမှာဖြစ်ပါလေဂျင်းကနေပြီးတော့အယံကိုမှအနံ့ကိုနေပြီးတော့ပျောက်စေတဲ့ပုံစံဒီဂျင်းနဲ့ကောက်တာတစ်ခုရှိသေးတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်အာ၆ရက်ပုံစံ၆ရက်ဆိုလို့ရှိရင်ပိုပြီးထက်တောင်ဂျင်းနဲ့ကောက်တယ်ပြီးတော့အနံ့ကိုပျောက်စေတယ်ပုံတော့အခုကတော့ကျွန်တော်တို့ဂျင်းနဲ့သုံးလိုက်တာရှောက်ရှာလို့မရဘူးရှောက်ရှားတယ်လည်းမရရှာမှာအဲ့ဒါပြီးလို့ရှိရင်ကျွန်တော်တို့ကကက်ဂျင်းနဲ့တော့တော်တော်ညှက်နေပေါ့နော်အာအဲ့ဒီမဝက်ဝူတွေအကုန်ညှက်မယ်ကိုလိုချင်သလောက်စိုက်ကုန်နေပြီးတော့ ပြက်လို့ရပါတယ်အခုကျွန်တော်ကျွန်တော်ကနေပြီးတော့တလဲမဆိုင်လေးတော့ပဲညှက်လိုက်တာဖြစ်ပါတယ်အဲ့ဒီမှာညှက်တဲ့ခါကဝအုပ်ဒီတန်မဟုတ်သေးဘူးလားအဲ့မှာတလဲမဝတ်တဲ့အင်းလေးပေါ့နော်ဟိုအပွေရေးပတ်တဲ့နေရာပေါ့နော်အဲ့ဒီဟာလေးကပူပြီးစားလို့ကောင်းတယ်ဆိုတော့ကျင်တာပေါ့ဟမ်ဒီအောင်ဒီအားဘလို့ရတာလဲဆိုလို့ရှိရင်တော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 ်နဲ့ဒီ skyline လို့ရှိရင်ဗျာဒီ CC CC နဲ့အရင်အီအီလေးနဲ့ပေါ့နော်အရင်ဆောင်လို့ကောင်းတာအဲ့ဒါအရင်အဲ့ဒါပုံမိုက်တော့အုတ်ထွက်တော့ကောင်းသေးတယ် အဲ့တော့ကျွန်တော်တို့ကဝတ်ဥတုပ်ဖို့ပြန်ငရုတ်တိကိုထောက်မှာဖြစ်ပါတယ်အခုကျွန်တော်ငါပိတ်ထည့်လိုက်တယ်စားထက်ထည့်တယ်ပေါ့နော်စားပြီးလို့ရှိရင်ကျွန်တော်ပါထည့်ဦးမယ်ဆိုလို့ရှိရင်တင်းရှုံမုန်ထည့်မှာဖြစ်ပါတယ်တင်းရှုံမုန်ထည့်မှာဖြစ်ပါတယ်ပြီးလို့ရှိရင်တော့ကျွန်တော်ကပါထည့်ဦးမယ်ဆိုလို့ရှိရင်ငရုတ်ကောင်းစီထည့်မှာဖြစ်ပါတယ်ငရုတ်ကောင်းမှုမဟုတ်ဘူးနော်ကျွန်တော်တို့ကအစီဆိုတာပို့ပြီးအနတ်ထွက်တယ်အမောင်းတွေကနည်းနည်းနည်းနေပြီးတော့အနတ်ကနည်းနည်းနည်းနေတယ်ကျွန်တော်မကောင်းဘူး ဒီကောင်ပူကောင်းတယ်ဆက်လေးဆက်တယ်ပူလေးပူတော့တကယ်ဆက်တာမဟုတ်တော့ပူလေးပူရယ်မှုန်းလေးမှုန်းတယ်သူကအရန်ကိုမှုန်းရသူကအရန်ကောင်းတယ်ပေါ့နော်အနတ်တအရန်ကောင်းပြီးလို့ရှိရင်နောက်ဆက်တစ်ခုထက်တယ်အောင်မှာကျွန်တော်တို့ကနောက်ထပ်တစ်ခုကနေပြီးတော့ကျွန်တော်တို့စက်တုံဖြောကိုထည့်မှာဖြစ်ပါတယ်မှာစက်တုံဖြောကိုထည့်ပြီဆိုလို့ရှိရင်ဒီစက်တုံဖြောကကြတော့ပူလေးမှုန်းရတဲ့မျိုးပဲเนาะဒါပေမဲ့ တူနဲ့မရကောင်းမှုနဲ့ပေါင်းလိုက်တဲ့ကမွေးပြီးတဲ့ကြီးမရကောင်းစီနဲ့ပေါင်းလိုက်မွေးပြီးတဲ့ကြီးနေရပေါ့နော်အဲမွေးတဲ့အခါမှာကြီးကြီးလေးဖြစ်တော့အနာပို့ပြီးတော့မွေးသွားတာပေါ့နော်ဒီချက်တော့အမေဦးကိုဘာလို့မထည့်ဘူးဆိုတော့ချက်တဲ့အမေဦးကသူ့လောက်ဖြိုးလို့အရတာမရှိဖြိုးလို့အနံ့ကိုမပေးစွမ်းတဲ့သူကဒီအဖြိုးကပို့ပြီးတော့ကောင်းတယ်အနံ့အနံ့ရတာလေးကောင်းတယ်အနံ့လေးကောင်းတယ်အရတာလေးကောင်းတယ်အဲကျွန်တော်တို့ကငရုတ်တီးကိုထောက်မှဖြစ်ပါတယ် ကဲငယ်သေးချောင်းပြီပြီဆိုတော့ကျွန်တော်တို့ကအခုကတောက်မှာဖြစ်ပါတယ်။အာတောက်တဲ့ခါကျွန်တော်တို့ကတော့လက်အင်းလေးပါလေးဆွတ်ထားတာပို့ပြီးတော့ကောင်းတာပေါ့နော်။အဲ့တော့ကျွန်တော်တောက်တယ်ခင်ဗျားတို့ကဒါကျွန်တော်ရိုးချင်းတောက်နေတယ်ဆိုရင်အထင်မသိနဲ့တော့အရသာကအရန်ကောင်းတယ်ရှေကောင်းတယ်အာဆက်တောက်ဆိုင်မှာရောင်းပြီးပူပြတော့တောင်းမှအနံ့ရပူပြီးပူပြတော့တောင်းမှရောင်းကောင်းမှဒီကောင်းကအနံ့ကလူကိုပြူဆိုတာသူတို့က ျွန်တော်တို့ကတုတ်တဲ့ခါနေပြီးတော့ဓမ္မရသီထောင်းပြီးမှဒီကတံပြာရည်ကိုထည့်ပေါ့နော်တံပြာတိကိုမြှင့်ထည့်ပေါ့နော်ဘာဖြစ်လဲဆိုတော့အဲ့တံပြာတိကအစစ်ပါတယ်ဆိုတော့ကျွန်တော်တို့ရသီမှာထည့်ထောင်းလိုက်လို့ရှိရင်ခါးတော့မှာဘလောပေါ့နော်သူကျွန်တော်ကနီးစက်ကြီးမှာဖြစ်ပါတယ်ဝေါအရမ်းမှဆောင်းလို့ကောင်းပါတယ်ရှယ်ပဲတကယ်ကိုမိုက်တယ်ပေါ့နော်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်အားလုံးပဲ bye bye